ါပါရှင်ဒီနေ့မှာတော့ဗောနော် အမကဂျက်ပတီတခုတည်းကြီးဖြည်ပြီးတဲ့ကလေးတွေဗောနော်အလမတ်ဘယ်လိုထွက်အောင်မလဲလို့လာမိကြလို့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဒီ browser တခုခုတွေဝင်ရမယ်ဗောနော် Chrome ဒါမှမဟုတ် Kiwi ဗောနော်ဒီအဲ့လို browser တွေဝင်မယ်မာတော့ဒီမှာ Kiwi browser နဲ့ယူပြပါမယ် Kiwi browser တွေဝင်ပါမယ်အဲ့ပြီးရင်ဒီ search မှာပေါ့နော် prometric ဆိုပြီးတော့ရိုက်ပါမယ် ဲ့လိုရလိုက်တဲ့အခါမှာဒီမဲ့ပေါ့နော်ဒီ prometheric လို့ပြောတဲ့ဒီ website ထဲကိုဝင်မယ်ပေါ့နော်ဒီခါတာခဏနဲ့ရေးထားတဲ့ website ထဲကိုဝင်ပါမယ်ပြီးအဲဆိုရင်ဒီဘယ်က menu bar ပေါ့နော် menu bar ထဲကိုဝင်ပါမယ်ပြီးရင်ဒီမှာ exam list ထဲကိုဝင်ပါမယ် အဲပြီးရင်ကိုက GFT ဖြည့်ထားရဲဆိုရင်တော့ Japanese language exam နဲ့ကိုတွားမယ်ပေါ့နော်ကိုကဒီတခုတည်းဖြည့်ထားရဲဆိုတော့ဒီ specify အာဒီ scale worker အိုင်နဲ့ကိုတွားမယ်ပေါ့နော်အခုက JFT လက်မှတ်ထုတ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ JFT တဲ့ဝင်ပြမယ်ပေါ့နော်အဲဒီမှာဒီတခုတည်းဖြစ်ထားတဲ့လူဆိုလည်းဒီထဲမှာဝင်လို့ရရတယ်ဆိုတော့သိအောင်လို့ဒီမှာတခုတည်းလေးတော့အရင်ပြောပြပေးမယ်နော် Okay ဒီမှာပထမအဦးဆုံးဒီ nursing care skills ကတော့ဒီ kind ကိုပေါ့နော် ဒီ DDAFF ကိုနော်အဲ့ဒါအရော food service ပေါ့နော်ဒါဒါဆက်တော့ဆိုင်ပေါ့နော်ပြီးရင်ဒီ ASATI ရတော့စိုက်ပျိုးရေးပေါ့နော်စိုက်ပျိုးရေးမွေးမြူရေးပြီးရင် DDAFF ကရတော့ဒီရောက်ကရတော့ကုန်ထုတ်ပေါ့နော်ဒါကတော့မြန်မာနိုင်ငံမှာဖြေလို့မရပြီးရင်ဟိုတယ်ဖြေထားတဲ့လူတွေကဒီအောင်နာလေးကိုလည်းနည်းနည်းဆွဲမယ်ပေါ့နော်ဒီမှာ accommodation industry proficiency test i ဆိုတဲ့အထက်ကိုတွားမယ်ပေါ့နော် အဲအဆိုရင်ဒီကိုကကိုဖြစ်ထားတဲ့ဆောင်ပွဲတွေကိုဝင်ပြီးတော့ထုတ်လို့ရမယ်ပေါ့နော်ကိုကခိုင်းကောဖြစ်ထားပြီးတော့စားသောက်ဆိုင်နဲ့ဝင်တာမျိုးဆိုရင်တော့ထုတ်လို့မရဘူးပေါ့နော်ခုန JFT ဖြစ်တဲ့လူတွေဆိုရင်ဒီခုနက JFT Japanese Language Exam နဲ့တွားလို့ရတယ်လို့မျိုးဒီနေရာကနေပြီးတော့ဒီမှာ Japanese Language Exam ဆိုတာလေးကိုနှိမ့်လိုက်လေရတယ်ပေါ့နော်ဟောအမကဒီမှာတစ်ခါတည်းပဲဝင်လိုက်တော့မယ်ပေါ့နော်ဒီ Japanese Language Exam နဲ့ဝင်ပါမယ် okay အားစင်ဒီမှာဒီထဲကိုဝင်လိုက်မယ် အဲပြီးရင်ဒီမှာ login ပေါ့နော် login ဝင်ရမယ်အဲ login ဝင်တဲ့အခါမှာဆိုရင်ဒီမှာကိုယ့်ရဲ့ ID နဲ့ password ကိုသုံးရမယ်ပေါ့နော် ပြင် login ဝင်လိုက်ပါမယ်။အင်းအဲ့ဒါဆိုရင်ဒီမှာအဲရပြီပေါ့နော်။ဒီပြီးရင်ဒီ website ထဲရောက်ပြီဆိုဒီမှာ confirm ဆိုတာလေးကိုနှိပ်မယ်ပေါ့နော်။ဟိုဒီဒီမှာခဏစောင့်မယ်ပေါ့နော်။ line ရှင်းနေပုံမူတည်ပြီးတော့နည်းနည်းတော့ကြာတတ်ပါလေ။ โอเคဒီမဲ့စင်ဒါရပြီပေါ့เนาะဒါအောင်လက်မှတ်လေးရဒီမှာဒီဘေးရပေါ့เนาะဒီအစိမ်းလေး print sign လေးလေအဲ့ဒီအစိမ်းလေးကိုနှိပ်မယ် print ထုတ်ဖို့ວ່າကြတော့ပြီးရင် PDF ဆိုတာလေးကိုနှိပ်ပါမယ်ပြန်ဒီမှာကိုပေါ့နော် ကိုသိမ်းကျင်တဲ့နာမည်နဲ့ပေါ့နော်သိမ်းလို့ရပါပြီပြန် save လိုက်တော့မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီကိုရဲ့ result ကပုံထဲမှာပေါ့နော်အဲ auto save ပြီးသားဖြစ်သွားပါပြီ